မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တိမ်းယူထားတဲ့လာရှုမျိုးကိုစစ်ကောင်စီထံဧပြီလ22ရက်နေ့မှာလက်လွှဲပေးပြီးတပတ်လောက်အထိစစ်ကောင်စီကမျိုးပေါ်မှာအုပ်ချုပ်ရေးရန်တရားတွေပြန်မလည်ပတ်နိုင်သေးဘူးလို့ဒေသခံတွေကပြောပါတယ်။တရုတ်ရဲ့စီမံမှုနဲ့မျိုးပေါ်ကိုပြန်လည်ရောက်ရှိလာတဲ့စစ်ကောင်စီတပ်တွေဟာလာရှုတက္ကသိုလ်မှာထိုင်ချထားပြီးအနီးနားဝန်းကျင်ကိုလုံခြုံရေးတင်းကျပ်ထားပေမဲ့ဒေသခံတွေရဲ့လုံခြုံရေးအတွက်တာဝန်ယူဆောင်ရွက်တာမျိုးမရှိဘူးလို့သိရပါတယ်။ လိုဘလို့မှမလုံးချုံဒီမှာကြတော့အဲကြောင့်မို့ကျွန်တော်တို့တော့မှအခုကကိုယ့်အကိုပဲပြန်ပြီးတော့ဟိုစင်စင်ချင်းချင်းပြီးသွားရင်တယောက်တည်းမသွားရတဲ့အာမသွားတဲ့အနေထားတယ်အဲလိုဖြစ်ရဖို့မလုံးဘလို့မှမလုံးချုံဒီမှာကြတော့ဟိုနေတော့မနေချင်တော့အဲ့လိုပုံစံဖြစ်နေပါဒါပေမဲ့ ကိုကလည်းတခြားနေရာထပ်ပြေးမဆိုရင်လည်းတည်တဲ့အတိုင်းပဲကျွန်တော်တို့ကတခါပြေးလိုက်ပဲဆိုရင်အလကားပြေးတော့မဟုတ်ပတ်စံကုန်လည်း be not at call ကိုအိမ်ကတည်တဲ့ PC တွေထပ်ခိုးခိုးခံရတာဆိုတော့မပြေးနိုင်တော့တာတကယ်တကယ်ဟိုစိတ်ရင်းနဲ့နေနေဆိုရင်တော့မနေချင်တော့ပါဆိုလုံခြုံမှုမရှိဘူးဖြစ်နေတယ်ကိုနေရာကိုလာဒီနေရာတမန်တိုက်လိုက်နေတယ် ဘလို့မအစင်မပြူဟိုလမ်းမကြီးမှနေတဲ့လူလောက်ပဲနည်းနည်းစိတ်ကဟိုနည်းနည်းလုံချုံတော့ဘောနောကျွန်တော်တို့ကျူတောင်ကျူကြောက်ဆိုရင်တော့ပူပြီးတော့ဟို ကြောက်ရပါဘောနောခွေးဟောင်းမျိုးဆိုရင်အပါများလဲပေါ့အဲ့လိုပုံစံတော့ဖြစ်တယ်ဟုတ် MNDA ကထိမ့်သိမ်းထားတဲ့အကျဉ်းသားတွေအားလုံးကိုပြန်လွှတ်ခဲ့သလိုသူတို့ရဲ့ရန်တရားအားလုံးကိုလည်းရုတ်တရက်ရပ်ဆိုင်းခဲ့ပါတယ်ဒေတာကန်တွေရဲ့ပြောပြချက်နဲ့ဒေတာရင်းမီဒီယာတွေရဲ့ဖော်ပြချက်အရတပတ်အတွင်း လာရှုမြို့မှာဓမြမှု၅မှုထပ်မင်းရှိခဲ့တယ်လို့သိရပါတယ်။မြို့ကနေထွက်ခွာသွားတဲ့ MNDAA တပ်တွေနဲ့အတူကျမ်းမာရေးဝန်ထမ်းတွေလည်းပြောင်းရွှေ့လိုက်ရပြီးတဲ့နောက်စစ်ကောင်စီတပ်ဟာလည်းကျမ်းမာရေးနဲ့လုံခြုံရေးကိုတာဝန်ယူဆောင်ရွက်ပေးနိုင်တာမျိုးမရှိဘူးလို့သိရပါတယ်။လို့ဟိုမတော်တဆတို့ဒီတက်ခံရတာတို့ဘယ်လိုပြောမလဲ။နောက်ခိုးဆိုးလုံးလိုက်ပေါ့နော်အဲ့လိုမျိုးလောက်ခံရလို့ ထိခိုက်ရှာနိုင်ရေးပေါ်ဆိုရင်ရှင်းကြပုံမှန်စေခန်းနေကြတော့ဒီအမှုခင်းရရဆိုတော့တိတ်ပြီးတော့ကုပီလို့အဆင်မပြေဘူးပေါ့ကုပီရဘူးပေါ့အဲ့တော့အဲ့လိုမျိုးညှိနိုင်ဖြည့်ရှင်းတော့မရှိသေးရဲ့ဈာမအတက်ထွက်သွားတဲ့အဲလူနာတွေပေါ့နော်အဲ့လိုမျိုးတွေလည်းရှိကြတယ်ပေါ့စစ်ကောင်စီကဈာမရေးဆောင်ရှောက်မှုတွေပေးဖို့အကောင့်ထဲပေါ်ရာမျိုးမရှိပေမဲ့ MNDA ဘက်ကတော့အရေးပေါ်လူနာတွေကိုသူတို့ထိန်းချုပ်ထားတဲ့တိန်းနေမျိုးဒါမှမဟုတ်လောက်ကင်ကိုလာပို့ဖို့ ဒေသခံတွေကိုအတိပေးထားတယ်လို့ဆိုပါရယ်။ဒါပေမဲ့မြို့ဝင်ထွက်မှာစစ်ကောင်စီဂိတ်နဲ့ MNDA ဂိတ်တွေရှိနေပြီးအစီအစဲများတဲ့အတွက်ညပိုင်းနဲ့မနက်စောစောပိုင်းမှာတွာလာဖို့ခက်ခဲနေတယ်လို့ဒေသခံတွေကပြောပါရယ်။စစ်ကောင်စီမြို့ကိုပြန်လည်ဝင်ရောက်လာပြီးတဲ့နောက်မြို့စီပင်တရားအဖွဲ့ရဲ့လုပ်ငန်းစဉ်တွေလုံးဝရပ်ဆိုင်သွားပြီးမြို့ပေါ်မှာအမှိုက်တွေမသိမ်းနိုင်တဲ့အထိဖြစ်နေပါရယ်။ဒါပြင်မြို့ပေါ်ရက်ကွက်တချို့မှာစစ်တပ်ပြန်ဝင်လာတဲ့နေ့ကနေဒီနေ့ဧပြီလ29ရက်နေ့အထိလျှက်စစ်မီ24နာရီလုံးမရတဲ့အခြေအနေကို ရင်ဆိုင်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။ဟောပေလက်နက်ကန်ရဲ့လက်တဲ့ဥပေရောက်ရောက်နှဆက်လီနိုင်မိရတော့ KTP တွေပဲရပါတယ်။ပြည်သူတွေကတော့မိရှေ့ရနေလို့တခါတော့မှရက်ွက်တိုင်းရတော့မဟုတ်တချို့ရက်ွက်ပဲရတယ်သူတို့ဒီပစ္စည်းပေါ့နော်ရှိတယ်ဆိုရဲရက်ွက်ပေါ့မိပေးလို့ရတယ်ဆိုရဲရက်ွက်ပေါ့အဲ့ဒီရက်ွက်ကို ပြီးပုံမှန်ပေးရတယ်မရှိပဲနဲ့ KTV တရတော့24နာရီပြီးလာတယ်ပြတဲ့အချိန်ရလဲခဏလေးပဲပေါ့လောလောဆယ်တော့မီးအခက်ခဲရှိနေကြတာပေါ့နော် အပြင်မှာ ပုံတလုံးကိုတထောင်ပါဝါဘန်တလုံးကိုအားအများဆုံးဆိုရင်5000ပေါ့အဲ့လိုမျိုးပြီးတွင်ရတဲ့နေထားတဲ့ရောက်နေကြတာအမန်ဒီဟာလာရှိုမြို့ကို2024ဩဂုတ်မှာတင်ပိုက်ပြီးတဲ့နောက် မြို့ပြန်လည်ထူထောင်ရေးကိုအချိန်အဟုန်နဲ့လှုပ်ဆောင်ခဲ့ပေမဲ့ရှစ်လအကြာမှာတရုတ်ရဲ့ဂျောင်းဝင်မှုကြောင့်စစ်ကောင်စီကမြို့ကိုပြန်လည်အနှံခဲ့ရပါတယ်တရုတ်ရဲ့အာရှရေးရာအထူးတန်တပန်မစ္စတာတိန့်ရှူချင်းကိုတိုင်ဝင်ရောက်လာပြီးစစ်တပ်ပြန်လည်ဝင်ရောက်နိုင်ဖို့စီမံကုတ်ကဲခဲ့သလိုအပြစ်ခတ်ရဲစဲမှုကိုစောင့်ကြည့်ဖို့ဆိုပြီးတရုတ်ကမြို့မှာပါထိုင်ချနေရယူထားပါတယ်စစ်ကောင်စီပြန်လည်ရယူထားတဲ့လာရှုမြို့ကိုမြို့ကန်တချို့ကနေရပြန်လာသလိုမလုံခြုံမှုတွေကြောင့်မြို့ကိုပြန်လည်စွန့်ခွာသူတွေလည်းရှိနေတယ်လို့သိရပါတယ်